ဟယ်လိုမင်္ဂလာပါခိုင်မာခိုင်ဟာတူတပတ်တော့ဂျဟင်းငါဒီလေးစူးစမ်းရပါတယ်ဂျဟင်းငါဒီဘယ်လိုကျော်လဲဆိုတော့တူတူကြည့်လိုက်ရအောင်ပြီးဆုံးဂျဟင်းငါဒီလေးတွေကိုချမ်းမယ်ပြီးတော့အိုင်ပြီးတော့ဒီဂျဟင်းငါဒီရရှိရပေါ့နော်ရှိလဲရှိတယ်ကြည့်လဲကြည့်ရဆိုတော့ခိုင်ဟာနှစ်ချမ်းချမ်းမယ်ပြီးလို့ရှိရင်အလဲရအစီဒီကိုထုတ်ပါမယ်ပြီးလို့ရှိရင်တော့ဂျဟင်းငါဒီတွေကိုပပလီတွေယူပါမယ်ရှင် ဲဟင်္ဂါသီးလေးတွေကိုပေါ့နော်မင်းစိတ်ရိုက်တိုက်နှစ်တက်တလို့ထိနိုင်ပါတယ်တချို့ကလည်းအချောင်းလေးကြီးတယ်တချို့ကလည်းအတုံးလေးကြီးတယ်ပေါ့နော်ခါရတော့အခါကြောက်တဲ့သူမျိုးလို့ကျဲဟင်္ဂါသီးလေးတွေကိုပန်းနိုင်တယ်များပောင်းပြီးပြီးတော့သူ့အခါတက်တာအောင်လုပ်ပါပေါ့နော်ပါပါလိထားတဲ့ကြဟင်္ဂါဒီလေးတွေကိုစားမင်းများထည့်ပြီးတော့ကြဟင်္ဂါဒီလေးတွေနှုံးပြီးတော့ဗောနော်တို့တွေကအခါရည်ပြီးထွက်လာတဲ့အထိနေပါမယ်ရှင်။အားရပါရနေပါမယ်။ ြီးသွားရင်တော့နိုင်ဝက်တနိုင်လောက်သူတို့ရအရေးကြီးထွက်အောင်ထားထားပါမယ်။အကြိမ်ငါးသီးလေးကြီးကိုစားနေနေထားတော့မှခါရကျက်သွန်ပြူကျက်သွန်နေနဲ့ရှိစိန်သားရဲ့ပစုံချောက်ကလေးကိုညံ့အောင်ထောင်းပါမယ်ရှင်။ကြိမ်ငါးသီးကိုစစ်တက်ပြီးတော့ဂျုံမှမို့လို့ပါ။ ွက်လူချစ်တော်အနေနဲ့ပစုံချောက်လေးညက်ပြီဆိုလို့ရှိရင်တော့ကြံခုနကခါထုတ်ထားတဲ့ကြံဟင်းကားတလေးကိုရေပြောင်းစေးပါမယ်။ခါရတော့၃ရေလောက်စေးပါရဲ့ရှင်။အဲ့ဒါမှကြံဟင်းကားတရဲ့အခါကတက်တာတာပေါ့နော်။လူကြီးတွေကတော့ကြံဟင်းကားတဆိုတာခါမှစေးဘက်ဝင်နေပေါ့နော်။မြေခါရတော့ခါလေးကြောက်ပြီးစေးဘက်လည်းဝင်ကျင်တဲ့အတွက်ကြောင့်မို့လို့ခါရရဲ့90ရာခိုင်နှုန်းတော့ရော့သွားအောင်လို့ခါရရေးမြများစေးပါရဲ့ရှင်။ ေ3ရေလောက်တခြားစီပြီးတဲ့နောက်မှာတဟင်းကားဒီလေးတွေကိုရေစင်အောင်ညှစ်ပြီးတော့စခါထဲမှာရေစစ်ထားပါတယ်ပြန်တော့စကြောပါမယ်ရှင်ဒေဦးထဲမှာစီပူလာပြီဆိုလို့ရှိရင်ခုနကထောင်းထားတဲ့ကျွတ်ုံဖြူနေနဲ့သုံးချောက်ကလေးတွေကိုထည့်ပြီးတော့စီတတ်ပါမယ် တတော်လေးတွေနုံပြီးတော့ပစွန်ကြောင်းနဲ့နေလဲမှုလာပြီဆိုလို့ရှိရင်တော့အယောင်တင်မှုလေးထည့်ပါမယ်။အယောင်တင်မှုလေးထည့်ပြီးတော့မြူတီလေးချက်သားတဲ့အထိစီတတ်ပါမယ်။ပြီးတော့အရသာလေးလေးပင်ပင်လေးနဲ့ပေါ့နော်အခါလေးနည်းနည်းတတ်တောင်းလို့ခါရနှင်းနှပီလေးနည်းနည်းထည့်ပြီးတော့စီတတ်ပါရဲ့။မကြိုက်လို့ရှိရင်လည်းမထည့်လို့ရတယ်ပေါ့နော်။ဒါမှမဟုတ်ခါရတော့ကြိုင်ငါသီးကြော်တိုင်းမှာနှင်းနှပီလေးအနေနဲ့ထည့်ပြီးတော့ကြော်ပါရဲ့ရှင်။လို့ရှိရင်တော့ရေစစ်ထားတဲ့ကြိုင်ငါသီးလေးလေးကိုထည့်ပြီးတော့ ီတက်ထားတဲ့အစာနဲ့နှံ့အောင်ရောပြီးတော့မွေပါမယ်။ကြဟင်းငါးသီးလေးရည်လေးလေးခြောက်ပြီးတော့ခမ်းလာပြီဆိုလို့ရှိရင်တော့ကြဟင်းငါးသီးလေးနုပ်ပြီးသွားအောင်လို့ပေါ့နော်။အားရည်လေးနည်းနည်းထည့်ပြီးတော့ထည့်ထားလိုက်ပါရစေ။ရေကိုအများကြီးမထည့်ပါဘူးရှင်။ အရာသာအတွက်ကတော့ချိုးမှုန်နဲ့ငံပြားရည်နည်းနည်းထည့်ပါတယ်။စားတော့အများကြီးမထည့်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ပုံစံချောက်ကလည်းငံနေ။ဟိုဟိုပြင်ရပီလေးလည်းနည်းနည်းထည့်ထားတော့ပေါ့နော်။ငံတော့စားအောင်မသုံးတော့ဘဲနဲ့ငံပြားရည်နဲ့ချိုးမှုန်လေးပဲထည့်ပါတယ်။ပြီးလို့ရှိရင်တော့ချက်ဟင်းကားပီလေးတွေနူးဤသွားတဲ့အထိထည့်ထားလိုက်ပါရဲ့ရှင်။ တဟင်းကားလေးရေခမ်းပြီးစီပြန်လာပြီးရဲ့နောက်မှာတဟင်းကားဒီလေးတွေလည်းဤလာပြီးဆိုလို့ရှိရင်တော့မခါပဲနဲ့အရင်စားလို့ကောင်းတဲ့တဟင်းကားဒီကြော်လေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တက်တာ